္လာပါရှင် Challenge Channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ။2025ခုနှစ် September လ30ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ Flower Mew ကိုစစ်ကော်မရှင်တက်လေးချောင်းချင်းဘုံကျေးတိုက်ခိုက်တာကြောင့်ဒေသခံ2ဦးသေဆုံးကစေဦးထမင်းထိခိုက်ဒဏ်ရာရရှိကြောင်းပြည်ဦးလွင်အောင်ချိုးရွာအနီးရှစ်ထက်ရီတခွင်တွင် လူ၅ဦးကြီးထင်မျိုးပါသွားပြီးအမျိုးသမီး၂ဦးသေဆုံးကရုရှားနိုင်ငံသား၂ဦးကိုကယ်ဆယ်နိုင်တော့လေ၂ဦးပျောက်ဆုံးနေကဆက်လက်ရှာဖွေနေစေဖြစ်ကြောင်း၂ဦးနဲ့တန့်စင်မျိုးတွေတို့တွင်စစ်တပ်ကနေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိကစစ်ကိုတွင်လည်းစစ်တပ်ကလေရင်ဖြန့်ပုံချေ၍အမျိုးသမီး၄ဦးဒေဆုံးကြောင်းစစ်တုံးမျိုးကိုစစ်တပ်ကလေရင်ဖြန့်ပုံချေမှုကြောင့်ပြည်သူ၈ဦးဒေဆုံးပြီး ပင်ထန်တိုင်ရဲ့ရှိသူများတွင်ကြောင်းချန်လာတဲ့ကလေးငယ်နှစ်ဦးပါဝင်ပြီးအသက်အန်ဒရီဆိုရင်နေရာကြောင့်တိုင်ဖုန်းမူတိုင်းဘူအလွိုင်းဗီယက်နမ်မှာဝင်ရောက်တဲ့ခက်ခဲရာလူ၁၂ဦးသေဆုံးပြီးအများအပြားပျောက်ဆုံးကြောင်းတို့ပြဖြစ်ပါလေရှင်ဘလဝါမြို့ကိုစစ်ကော်မရှင်တပ်ကလေကြောင်းဖြန့်ပုံကျေးတိုက်ခိုက်မှုကြောင့်ဒေသခံနှုတ်ဦးတည်ဆုံးပြီးစေဦးထမင်းထိခိုက်ဒဏ်ရာရရှိတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ချမ်ပီပလဝါမြို့ကိုစစ်ကော်မရှင်တပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံ2ဦးသေဆုံးပြီးစေဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများထံမှသိရှိရပါတယ်။ယမနေ့စက်တင်ဘာလ29ရက်နေ့မွန်လွေ12:30မိနစ်အချိန်ခန့်တွင်ပလဝါမြို့ပေါ်ကိုစစ်ကော်မရှင်တပ်ကဂျက်ဖိုက်တာဖြင့်ပေါင်900ပုံများခြေချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထူတက်ခဲ့မှုကြောင့်ပလဝဆေးရုံဝန်ကျင်မူတင်းနဲ့အနီးအနားဝန်ကျင်တို့တွင်ကြာရောက်ပေါက်ကွဲခဲ့သဖြင့်လူနေအိမ်အချို့လေးထိခိုက်ပျက်စီးသွားခြင်းဖြစ်ပြီးပျက်စီးထိခိုက်မှုအခြေအနေကိုရှင်းလင်းချက်နဲ့အနေနဲ့ဆက်လက်ဆောင်ဆန်းရရှိပါရယ်ပလဝမြို့ကိုအာရခတက်တော် AA တပ်ဖွဲ့မှ2024ခုနှစ်ဇန်နဝါရီလတွင်တင်ပိုက်ခဲ့ပြီး အုပ်ချုပ်ရေးတရားစီရင်ရေးတို့ကိုဆောင်ရွက်လက်ရှိနေပါတယ်။စစ်ကော်မရှင်တပ်ဟာရခိုးရပိုင်းအတွင်အာရခတက်တိုအေအေတပ်ဖွဲ့ထိန်းချုပ်ရာဒေသများအားလက်ကြောင်တက်ခိမှုမကြာခဏပြုလုပ်လာပြီးစက်တင်ဘာလ29ရက်နေ့တွင်တန်တွင်းမြို့အမှတ်၄ရပ်ကွက်ကိုစစ်ကော်မရှင်တပ်ကဘုံကြီးတက်ခိခဲ့တဲ့ပြင်ဒေသခံတူဦးတည်ဆုံးပြီးကလေးငယ်အပါအဝင်၅ဦးတန်ရာရရှိသွားကြောင်းသိရှိရပါတယ်။စက်တင်ဘာလ26ရက်နေ့ ည၈နာရီခန့်တွင်လေတန်တွင်းမျိုးပေါ်ပုံကျဲတက်ခဲခံရမှုဖြစ်စဉ်တွင်အယက်သားတဦးတည်ဆုံးပြီးကိုဝန်တေတဦးအပါဝင်၅ဦးတန်ရာရရှိခဲ့သေးကြောင်းသိရှိရပါတယ်ရှင်။ပြန်အိုးလွင်အုံချောရွာနီးရှစ်ထက်ရဲတခွင်တွင်လူ၅ဦးရေထဲမျိုးပါသွားပြီးအမျိုးသမီး၂ဦးသေဆုံးကရုရှားနိုင်ငံသား၂ဦးကိုကေဆီနိုင်တော်လင်း၂ဦးပျောက်ဆုံးနေကဆက်လက်ရှာဖွေနေစေဖြစ်တဲ့တဲ့တင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။ မန်လေးတိုင်းပင်ဦးလူမျိုးနေအုံချိုရွာအနီးရှစ်ထက်ရီတခု၌ရုရှားနိုင်ငံသားများအပါအဝင်၅ဦးရေတင်းမျိုးပါသွားပြီးအမျိုးသမီး၂ဦးသေဆုံးက၂ဦးပျောက်ဆုံးနေစေဖြစ်ကြောင်းရုရှားနိုင်ငံသားအမျိုးသား၂ဦးကိုကယ်တင်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့စက်တင်ဘာလ29ရက်နေ့ညနေ3:30မိနစ်ခန့်အချိန်ပင်ဦးလူမျိုးနေဇီးပင်ကျေးရွာအုပ်စုအုံဟေးကြီးအရှိကျေးရွာရှိ ရှစ်ထက်ရီတခွန်တောင်သို့ရုရှားနိုင်ငံသားများအပါအဝင်အမျိုးသားအမျိုးသမီး14ဦးတွားရောက်ရေကစားခဲ့ကြောင်းထူထောက်ရေကစားနေစဉ်လူ9ဦးမှာတုံချက်ရီတခွန်သို့ပြုတ်ကျသွားကြောင်းရှပွေကေစင်ကြီးလှုပ်ဆောင်နေသူတို့ကပြောကြားထားပါတယ်။ရှပွေကေစင်ကြီးလှုပ်ဆောင်နေသူတို့ကတေဆုံးသူအမျိုးသမီး၂ဦးကမြန်မာနိုင်ငံသူတို့အူနဲ့နိုင်ငံခြားသူတို့အူပါ။သွားတာက၁၄ရောက်သွားတာ၊၅ရောက်ကရီထေးစင်တာ။ယခုလောလောဆယ် တေဆုံးနှလောင်းနဲ့အသက်ရှင်နေရရှာနိုင်ရန်တာတယောက်ကိုကိထားနိုင်ခဲ့ရယ်ဒီနေ့မနေ့ကစပြီးပျောက်ဆုံးနေတဲ့အမျိုးသမီးနှုတ်ဦးကိုရှာဖွေနေပါရယ်နိုင်ငံခြားသူတဦးနဲ့မြန်မာနိုင်ငံသူတဦးပျောက်ဆုံးနေတာပါဂျန်နဲ့၁၄ဦးအချက်လက်ကတော့မသိရသေးပါဘူးတောင်ကျအရေးရပ်တရက်ကြလာလို့ပါသွားတဲ့သဘောရှိတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောကြားထားပါရယ်အစိုးပါကြီးတခွန်းတို့မြန်မာနိုင်ငံ လူမှုကိစ္စရေးအဖွဲ့မန္တလေးတိုင်းရုံးမှရှာဖွေကိစ္စရေးရင်နဲ့ရှာဖွေကိစ္စရေးအဖွဲ့ဝင်များမြို့နေနဲ့နေမေခံညီတော်အဖွဲ့များကတက်ဆိုင်ရာအဖွဲ့အစည်းများနဲ့အတူရှာဖွေကိစ္စမှုများပြုလုပ်ခဲ့ရာညနေ9နာရီအချိန်တွင် အသက်43နှစ်အရွယ်ရုရှားနိုင်ငံသားအမျိုးသားတဦးကိုချစ်ထောက်ကျူးတန်ရာဖြင့်အသက်ရှင်ရက်ကေတင်နိုင်ခဲ့ကြောင်း ဒါကြေညနေ6နာရီအချိန်တွင်တည်ဆုံသူမြန်မာနိုင်ငံသူတဦးနှင့်နိုင်ငံခြားသူအမျိုးသမီးတဦးတို့ကိုထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။ထူထောက်ရှာဖွေခဲ့တဲ့နိုင်ငံခဲ့တဲ့ညချေကျူးတိခိုက်တန်ရာရရုရှားနိုင်ငံသားကိုမြန်မာနိုင်ငံ လုံမှုကေစီရီအဖွဲ့ပတိန်ကြီးမျိုးနဲ့ထာဝရလုံမှုကေစီရီအဖွဲ့အတန်ကားဖြင့်၎င်းတည်ဆုံးသူအမျိုးသမီးနှစ်ဦးရဲ့ရုပ်အလောင်းကိုမြန်မာနိုင်ငံလုံမှုကေစီရီအဖွဲ့ပတိန်ကြီးမျိုးနဲ့စေတနာမွန်လုံမှုကွန်မြူနီအဖွဲ့အုံချောကဖြင့်၎င်းပြည်ဦးလွင်စေယုံကြည်တို့ပူဆောင်ထားကြောင်းသိရှိရပါတယ်ရှင်။ ရေဦးနဲ့တန့်စင်မြို့နယ်တို့တွင်စစ်တပ်ကလေကြောင်းတက်ခိတ်ခဲ့သည့်ပြင်ပြည်သူများထိခိုက်ဒေဆုံးမှုရှိကာဆင့်ကိုရင်လေးစစ်တပ်ကလေရင်ဖြန့်ပုံချွေ၍အမျိုးသမီးလေးဦးဒေဆုံးတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။စကိုင်းတိုင်းရေဦးမြို့နယ်ဖန်ခါစင်ရွာပုံချီကြောင်နဲ့တန့်စင်မြို့နယ်ရှိကျေးရွာများကိုအကြံဖက်စစ်တပ်ကဂျီရိုကော့ပတာ၃စီးဖြင့်လေကြိမ်ပုံချီတက်ခိတ်ခဲ့ရာ ပြည်သူများထိခိုက်ဒေဆုံးမှုရှိကြောင်းသိရှိရပါတယ်။ယမနေ့စက်တင်ဘာလ29ရက်နေ့မွန်လွင်နှစ်နာရီကျော်ခန့်မှစတင်ပြီးအကြံဖက်စစ်တပ်ကရီဦးမြို့နယ်ဖန်ခါစင်ရွာပုံကြီးကျောင်းအပါအဝင် တန်းစီမြို့ကြီးရှိကျေးရွာများကိုဂျိုင်ရိုကော့ပတာ၃စီးဖြင့်လေးချိန်ပုံချေတက်ခဲခဲ့ခြင်းဖြစ်ကြောင်းရဲအကြံဖက်စစ်တပ်ရဲ့ပုံချေတက်ခဲမှုတွင်ပြည်သူများထိခိုက်ဒေဆုံးမှုရှိပြီးဖန်ခါစင်ရွာပုံကြီးကျောင်းလေးကျောင်းတက်ခဲမှုတွင် အမျိုးသမီးတဦးထိခိုက်ဒေဆုံးနေလို့ကနဦးတီရကျောင်းလက်ရှိချိန်တွင် ယူဦးမြို့နေနဲ့တန်းစီမြို့ကြီးအဆက်ရှိပြည်သူများဟာဘေးလွရာထွက်ပြီးတင်းရှောင်နေရကြောင်းယူဦးအနောက်ခြံတရင်တော်ဝန်ခံထုခန့်စောအမိသားကပြောဆိုထားပါသည် မြေဦးအနောက်ချမ်းတရင်တာဝန်ခံထူခန့်စောအမိသားကမနစ်မွန်လွေပိုင်းမှာလာမခါကတက်လာတဲ့ဂျိုင်ရိုကော့ပတာ၃စီးကမြေဦးနေမြောက်ဘက်ချမ်းဖန်ခါစင်ရွာပုံကြီးကျောင်းနဲ့တန်းစင်နေတောင်ဘက်ချမ်းရှိရွာတွေကို၄ချိန်ပုံကြီးတက်ခိတ်သွားတာပါတန်းစင်နေတောင်ဘက်ချမ်းကပြီးရွာတွေကိုခြေသွားတဲ့လေဆိုတာကတော့အတိမပြုံနိုင်သေးပါဘူးယခုခြေခံရတဲ့ရွာတွေကရီအိုမြောက်ချမ်းနဲ့တန်းစင်တောင်ချမ်းမြို့နယ်နှစ်ခုအဆက်ကရွာတွေပါ ဖန်ခါစင်ရွာကအမျိုးသမီးတဦးတည်ဆုံနေလို့တော့ကနဦးတည်ထားရတယ်လို့ရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။အကြံဖက်စစ်တပ်ရဲ့ဂျာရိုကော့ပတာ3စီးဟာစက်တင်ဘာလ22ရက်နေ့တွင်မိတ်ထလာရှန်တီလီတမနာမခကိုရောက်ရှိလာပြီးနောက်ပြူဦးမျိုးနေနဲ့တန့်စင်မျိုးနေအတွင်ကိုစတင်တက်ခဲ့မှုများလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းနာမခအနည်းရှိမုံရွာမျိုးနေချောင်းဦးမျိုးနေ မင်းမုံမြို့နေအရာတော်မြို့နေဗုဒ္ဓလင်းမြို့နေဒီပင်းရင်မြို့နေရီဦးမြို့နေခင်ဦးမြို့နေရွှေဘူမြို့နေဝက်လက်မြို့နေကနေမြို့နေမင်းကင်းမြို့နေရင်းမာပင်မြို့နေစာလင်းကြီးမြို့နေနဲ့ပလင်းမြို့နေရှိပြည်သူများနဲ့တော်လှန်ရေးအဖွဲ့များတရီပြို့ နေထိုင်ကြရန်ယူဝအနောက်ချမ်းသတင်းတဝန်ခံထူခန့်စောအမိသားကဆက်လက်ပြောဆိုထားပါရယ်အလားတူစက်တင်ဘာလ28ရက်နေ့ညနေ9:20မိနစ်အချိန်မန္တလေးတိုင်းစင်ကူမြို့နယ်ရှိကံတောင်ကျေးရွာနဲ့မာလေးကျေးရွာတို့တိတ်လျင်များဖြန့်ပုံကြီးချတဲ့ဖြင့်အမျိုးသမီးလေးဦးသေဆုံးပြီးပြည်သူ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်းစင်ကူမြို့နယ်အခြေစိုက်တိုလိုင်းရေးတရင်ကြီးမြက်ကပြောဆိုထားပါရယ်ပုံကြီးခံရတာကကျေးရွာနှစ်ခုပါမာလေးနဲ့ကံတောင်ရွာကိုပုံကြီးချ ချတာပြီးသူ၄ဦးသေဆုံးပြီးဆေးဦးတန်ရန်ရပါတယ်အဘက်တွေမှာတိတ်ပွေဖြစ်တာမရှိပါဘူးဒီတိုင်းပုံနဲ့လိုက်ချချသွားတာပါလို့တိုလိုင်းကြီးတရင်ရင်မကရှင်းပြထားကြောင်းသိရှိရပါတယ်ရှင်စတုံးမြို့ကိုစစ်တပ်ကလေယာဉ်ပြင်ပုံချင်းမှုကြောင့်ပြည်သူ၈ဦးသေဆုံးပြီးပြင်းထန်တံရရရှိသူများတွင်ကြောင်ပြန်လာတဲ့ကလေးငယ်၂ဦးပါဝင်ပြီးအသက်အန္တရာယ်ဆိုရင်ရတဲ့တရင်ကိုလေဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ ကချင်ပြည်နယ်ဝိုင်းမုံမြို့နယ်စစ်တုံးမြို့ကိုအကြံဖက်စစ်တပ်ကလေရင်ဖြန့်ပုံကြီးတက်ခဲ့ခြင်းကြောင့်ကလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ၈ဦးသေဆုံးခဲ့တဲ့အပြင်ပြင်းထန်တဲ့ရဲရရှိသူများထဲတွင်ကြောင်မပြန်လာတဲ့ကလေးငယ်နှစ်ဦးပါဝင်ကအသက်အန္တရာယ်ဆိုရင်နေရာကြောင်းသိရှိရပါတယ်။ယမနေ့စက်တင်ဘာလ29ရက်နေ့မွန်လွေပိုင်းတွင် အကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်တုံးမျိုးကိုလေယာဉ်များဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းမစ်ဂျင်နာမျိုးလေတက်စခါမှတက်လာတဲ့တိုက်လေယာဉ်များကပုံကျဲချိန်မှာကလေးငယ်များကြောင့်ဆင်းချိန်ဖြစ်၍ကြောင်သားကြောင်သူများနဲ့ပြည်သူများထိခိုက်ဒေဆုံးမှုများပြားခဲ့ကြောင်းကလေးငယ်များဦးအပါဝင်ပြည်သူရှစ်ဦးသေဆုံးခဲ့ကြောင်းတန်ရအပြင်းထန်ရရှိသူများတွင်လည်းကြောင်မပြန်လာတဲ့ကလေးငယ်နှစ်ဦးလေးပါဝင်ပြီးအသက်အန္တရာယ်ဆိုးရိမ်နေရကြောင်း ဒေသခံပြည်သူများက ပြောဆိုထားပါတယ်။ကေဆေရီတွင်ပါဝင်နေတဲ့ဒေသခံပြည်သူတို့ကပုံကျဲတဲ့နေရာကစတုံးမှာပဲဖက်နေရာကိုကျဲတာပါ။တနေရာမှာပုံနှလုံးစီနဲ့စုစုပေါင်းလေးချိန်ကျဲပါတယ်။စတုံးမြို့အနေထောင်ကလူစီကားရာဈေးမှာပုံနှလုံးကျဲချပါတယ်။နောက်တနေရာကတော့စတုံးမိုးရစေဝါတိတ်ဖြက်ရီ ကော်မတီရုံးမှာပုံနှလုံးကျဲတဲ့ညီရွေချစ်ရှိရှိပြည်သူတွေကိုကြေချတာပါတည်ဆုံးသူ၈ဦးရှိပါတယ်နောက်ထပ်တန်ရရရှိသူတွေမှာကြောင်ကပြန်လာတဲ့ကလေး၂ဦးပါပုံထိထားတယ်အဲ့ကလေး၂ဦးကအသက်အန်ဒရီဆိုရင်နေရပါတယ်အသက်ငယ်နေတယ်လို့ရန်ကုန်ခေတ်သတင်းဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်စစ်တပ်ရဲ့ပုံကျင်းမှုကြောင့်တည်ဆုံးသူပြည်သူ၈ဦးတွင်ဦးမမူနဲ့ဒေါ်မီတုံတင်တွင်မဆန္ဒဦးအရက်ဦးအရွတ် ဥအရွေရက်သားအမိမတိရသေးသူကလေးငယ်တူအမိမတိပြီသူတူတို့ဖြစ်ကြောင်းပြန်ချန်ချန်ရရပြီသူများတွင်ဦးထေလွန်ဒိုခွန်ကြမခိုဝွန်နှစ်ချဲအတင်ထောက်เสียရာဦးဆဝွန်တော်ဦးအယုံနဲ့ကလေးငယ်နှစ်ဦးပါဝင်ကြောင်းသိရှိရပါသည် အကြံဖက်စစ်တပ်ကကချင်ပြည်နယ်သို့ဦးတည်၍လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လှုပ်ဆောင်လာခြင်းဖြစ်ပြီးမေပြင်းတွင်လည်းဖာကန်ဝိုင်းမော်တို့တွင်စစ်ကြောင်းထုံးမှုများတုံ့ပြန်လှုပ်ဆောင်လာကြောင်းသိရှိရပါသည်ရှင်။တိုင်ဖွန်းမုန်တိုင်းဘူအလွိုင်းဖြစ်ရသမှာဝင်ရောက်တိုက်ခိုက်ခဲ့ရာလူ၁၂ဦးသေဆုံးပြီးအများအပြားပျောက်ဆုံးတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်။ တိုင်ဖုန်းမုန်တိုင်းဘူအလွိုင်းတိုက်ခတ်မှုကြောင့်ဗီယက်နမ်နိုင်ငံမှာမူတီထန်စွာရသွန်ပြီးရေဘေးတင်ခေရာလူ12ဦးထပ်မနေသေးဆုံးပြီး16ဦးပျောက်ဆုံးကလမ်းမကြီးတွေနဲ့နေအိမ်တွေပျက်စီးခဲ့ရတယ်လို့နိုင်ငံပိုင်မီဒီယာတွေကဖော်ပြထားပါတယ်တိုင်ဖုန်းမုန်တိုင်းဟာအပူပိုင်းမုန်တိုင်းတစ်ခုအဖြစ်အင်အားပြော့သွားခဲ့ပြီးလာအိုနိုင်ငံဘက်သို့ရွှေ့လျားသွားခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာတွေကဆိုပါတယ်။မုန်တိုင်းကြောင့်ယာယီတရားတွေ မျိုးပါသွားခဲ့ပြီးလမ်းမကြီးတွေရင်းနှီးမြို့ကမိနေအများပြားရီပေးတင်ခဲ့တယ်လို့သိရပါတယ်။ရေစည်ရေးဖွဲ့တွေဟာပြုတ်ဆုံးနေတဲ့တန်ဃာတိ၁၉ဦးကိုရှာဖွေနေပြီးဟွိမြို့တန်ဟွာနဲ့နင်ပင်ပင်တွေမှာလေပြင်းတက်ခတ်လို့နေအိမ်တွေပြိုကျခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာတွေကဆိုပါတယ်။ ဗီယက်နမ်တို့တိုင်ဖုန်းမုန်တိုင်းမဝင်ရောက်မီမိသားစု3,500ခန့်တက်အပြတ်တောက်ခဲ့ရတယ်လို့နိုင်ငံပိုင်မီဒီယာတွေရဲ့ဖော်ပြချက်အရသိရှိရပါတယ်။ဗီယက်နမ်အစိုးရဟာလူပေါင်း2,800ကျော်ကိုကြိုတင်၍ဘေးလွယာရွှေ့ပြောင်းခဲ့ပြီးယာနဲ့ချီတဲ့လူကြောင်းခီးစင်တွေကိုဖျက်သိမ်းကာအလေးပိုင်းပြည်နယ်တွေရှိ လေဆိပ်လေးခုကိုပိတ်ခဲ့ပါတယ်။ တောက်ကြနေနောက်ပိုင်းတိုင်ဖွန်းမုန်တိုင်းဘူအလွန်ကြောင်းဖိလစ်ပိုင်နိုင်ငံမှာလူ20ဦးထက်မနည်းတေဆုံးခဲ့ပြီးအများစုဟာရင်းနှစ်တမ်းမမဟုတ်သစ်ပင်ပေါ်မှာပြုတ်ကျပြီးတေဆုံးခဲ့တာလို့တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။တိုင်ဖွန်းမုန်တိုင်းဘူအလွန်ဟာတပတ်အတွင်းအာရှတိုင်းမှာတိုက်ခိုက်ခဲ့တဲ့ဒုတိယမြောက်အင်အားပင်မုန်တိုင်းဖြစ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ကတိုင်ဖွန်းမုန်တိုင်း ယာကာဆာဖိလစ်ပိုင်မြောက်ပိုင်းထိုင်ဝမ်နဲ့တရုတ်မှဝင်ရောက်တိုက်ခတ်ခဲ့ရာလို28ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရန်နာသွားပါမယ်ရှင်။ Channel Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြကြမ်းမှရှင်လန်းပြီးဘေးရန်ခတ်တဲ့ကင်းဝေးနိုင်ကြပါစေရှင်။